အလုံးမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောအန်လိုက်ပွဲပြီးတုံးသက်ချက်ကနေပြီးတော့ပြန်လဲပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောဒါကျွန်တော်တို့ညာလေးဖြစ်ပါဒီညာကနေပြီးဆုမွန်ကောင်းတောင်းပြလိုက်ပါတယ်အဲ့ဒါကျွန်တော်မနေ့ပြန်မနေ့ထီတော့စောင့်မနေတော့ဒါကျွန်တော်ပွဲပေးပြီးကျွန်တော်တခါတည်းပဲတင်ပေးလိုက်ပါတော့တယ်အဲ့ဒါလက်ရှိမှာဒါလီဗာပူးအသင်းနဲ့ဆောက်တတန်တင်းတွေ့ရတာကျွန်တော်ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ဖြစ်ပါတယ်ဒီပွဲစဉ်မှာလီဗာပူးအသင်းကတော့ဒါကျွန်တော်တို့၃ဂိုး၃ဂိုးဆိုရရလနဲ့ဂိုးပြည့်ရလနဲ့ဆောက်တတန်တင်းကိုအနိုင်ရရှိခဲ့တာကိုတွေ့ရမှာတော့ပါတယ်ဒီပွဲစဉ်ကတော့ဒါကျွန်တော်တို့ပရီးမီးယားလီဂ်ရတာကျွန်တော်တို့ဆူဖလာကိုဒါကျွန်တော်တို့တခန်းရလိုက်ပြီးလို့ဆိုလို့ရမယ့်ဒါပွဲစဉ်တပွဲလို့တော့ပြောလို့ရမယ့်ဒါမှရှိတယ်လက်ရှိအ နေထားရဆိုတော့ Liverpool တင်းကတာ Arsenal တင်းထက်ဒါကြောင့်နှစ်ပွဲပူကစောပူဆော့ထားခဲ့ပြီးတော့16မှတ်တီတီကွာသွားခဲ့ပြီလို့ပြောလိုက်ရတယ်အဲ့တော့လက်ရှိဒါကြောင့်ပြန်ပွဲပေါင်းပြန်တွေ့မယ်ဆိုတော့ဒါပွဲပေါင်း6ပွဲပဲလို့တော့လေ6ပွဲမှာလစ်ဗာပူးအသင်းနေလက်ရှိမှာဒါကျွန်တော်တို့ အာစတိုတင်းတက်ဆိုင်နှစ်ပွဲပူဆော့ပြီးတော့16မတီတီဒါကျွန်တော်တို့ကွာနေပြီလို့ပြောလို့ရမယ့်တဲမှာပါလာပါပြီအဲ့တော့ပြောချင်တာလက်ရှိမှာဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကြောင့်မို့တရှိမှာလီဗာပူးတင်းနေတယ်ဒါကျွန်တော်တို့ပရီးမီးယားလိစူဖလာကိုတော့လက်တကန်းလို့မဟုတ်လက်နှကန်းမှုလက်တကန်းလက်တကန်းလို့မဟုတ်တော့လားလက်တစ်ဖက်တင်ထားတာမဟုတ်ပဲလက်နှစ်ဖက်လုံးတင်ထားတဲ့ level တခုကိုရောက်ရှိသွားခဲ့ပြီလို့ပြောလို့ရတယ်တစ်ဖက်ကဆောက်တန်းတင်းကလက်ရှိအခြေအနေကတန်းဆင်းပြီလို့လွတ်လွတ်လပ်ဆိုလို့ရတဲ့သဘောမှာရောက်သွားခဲ့ပြီလက်ရှိဒါကျွန်တော်တို့ဒါဝူဗာတန်နဲ့တော့မှလက်ရှိအမှတ်အဖြစ်73မတီတီကွာချားနေဖြစ်တ ဲ့ကြောင့်မို့ဒါပရီးမီယာလိသမိုင်းတစ်လျှောက်အဆိုးရွားဆုံးအသင်းအနေနဲ့လည်းမှတ်တမ်းလက်ရှိမှာတင်ထားနိုင်ကြတာကိုတွေ့ရမယ်ဒီမှာပါပါတယ်အဲ့တော့လီဗာပူးသင်းကဆော်တော့သင်းကိုဒီနေ့ပွဲစံမှာတော်တော်လေးကိုခက်ခက်ခဲခဲတော့ဆော့လိုက်ရတယ်ဗျတော်တော်ကြီးကိုခက်ခက်ခဲဆော့လိုက်ရဒီနေ့ပွဲစံမှာဒါကျွန်တော်တို့ ဒီဘောကျသုံးချက်မှာပြောခဲ့တယ်ပဲဘယ်တင်းမကိုအထင်သိလို့မရဘူးဆိုတော့ဆောက်တန်းတင်းဒီနေ့ပွဲစမှာလစ်ဗာပူးအသင်းကိုဒါကျွန်တော်တို့ wake up call အနေနဲ့ပြောထားခဲ့တယ်ဒီနေ့ပွဲမှာဒါကျွန်တော်တို့ PSG နဲ့ပွဲစမှာတော်တော်ကြီးကိုကောင်းခဲ့တယ်ကျွန်တော်တို့ဒါဂိုးသမားဖြစ်တယ်ဒါကျွန်တော်တို့ Alisson Becker နဲ့ဒါကျွန်တော်တို့ now Virgil van Dijk ရဲ့နားလည်မှုအလွဲကနေစင်ဒါကျွန်တော်တို့ဆောက်တန်းတင်းနဲ့ပထမဆုံးအတွင်းကိုရသွားတယ်ပေါ့နော်1-0ဖြစ်ဖြစ်တဲ့ချိန်မှာဒါလစ်ဗာပူးတင်းနဲ့အပီးပြက်လောက share ပြန်ပြီးတော့ဒါကျွန်တော်တို့နိုင်ဖို့တော့ပြန်ကြိုးစားတယ်အဲ့တော့ဒီညမှာဒါကျွန်တော်တို့ Luis Suarez တော်တော်လေးကိုဒါကျွန်တော်ပါနတ်တဲ့ပေးပို့မှုကတစ်စင်ဒါကျွန်တော်တို့ Darwin Nunez တဲ့လုံ ံးဝအဆုံးသက်ပိတ်သွင်းခဲ့ပြီးတော်တော်လေးကိုကောင်းမွန်နေတာကျွန်တော်ခြေစွမ်းကိုပြခဲ့တယ်။ဒါပေမဲ့ Lunes ကဒီနေ့ပုံစံမှာမှန်တိုင်းပြောပထမပိုင်းမှာတော်တော်လေးကိုအောက်တဲ့တယ်မှာပါတယ်။ပထမပိုင်းမှာဒါကျွန်တော်တော်တော်လေးကိုကျွန်တော်တော်တော်လေးအားမရဘူးเนาะ။ဒါဒုတိယပိုင်းမှာဒါကျွန်တော်နီးပြနေတဲ့လူစားလဲအချိန်မှာဒါ၃ရောက်တိတိ၃ရောက်၃ရောက် 3ယောက်တိတိလဲခဲ့တဲ့အနေထားမှာဒါကျွန်တော်တို့ပထမဒါဝင်နူးနက်ဆောင်မပါတော့နက်လီပေါက်ကဘာလို့ဆိုပထမမှာဗျာမမရဲ့ကိုင်ဝါကပီတာဒါဝင်နက်မလို့သိမနေပလိန်သွားရိုက်တယ်ဗျာလူလည်းမလူဘာဒီမဲ့လဲအဲ့တော့ကျွန်တော်နေစင်ချမ်းမှာဒါဝင်နက်ကလက်ရှိမှာဒါပရီးမီးယားလီဂ်မှာတော့ဒါလီဗာပူးနဲ့ဒါတခိုင်းရက်ပြီးလို့တော့ကျွန်တော်နေနေပထမမှာထင်ခဲ့တယ်ဒါပရီးယားမှာဒါဝင်နက်နေတဲ့ဒါလူမန်နေရာမန်နေရာပုံစံမျိုးရောက်ခဲ့ပြီးတော့လူဝစ်စီရဲ့စေပေပိုမူကတစ်ဆင့်ဒါဝင်နက်ရောက်လာကျွန်တော်အဆုံးသတ်သွားခဲ့တယ်မှာပါအဲ့တော့ဒီနေ့ပုံမှာတကယ်နဲ့ပြဿနာကြီးမဲ့ဆိုတော့မိုဟာမက်ဆာလာကတော့ man of the match ပုံစံမျိုးရကြရလိမ့်မယ်တကယ်တမ်းဒီနေ့ ပုံစံမှာ Louis Diaz ကတော်တော်လေးကိုအတိုးလုကောင်းခဲ့ပေါ့နော်ဒုတိယပုံမှာ Louis Diaz ရဲ့အတိုးလုကတော်တော်လေးကို impact ကောင်းလုပ်ခဲ့တယ်လို့မြင်တယ်ဒါကြောင့် Louis Diaz ရဲ့ဘာကျွန်တော်ဒါ penalty တစ်လုံးလည်းရခဲ့လို့ penalty တစ်လုံးအေးပေါ့ပနတီလေးရခဲ့လို့ဒါကျွန်တော်တို့လက်ရှိမှာအာဆာလာကိုတိုင်ရဒီပနတီကိုတွင်းခဲ့တယ်အဲ့တော့ဆာလာအနေနဲ့ဒီတစ်ပွဲပြောစမပြန်ကြည့်မယ်ဆိုရင်တော့ဆာလာကတော့ကျွန်တော်တို့လီဗာပူးအသင်းရဲ့တတိယမြောက်ဂိုးသွင်းအများဆုံးတော့ဒါကျွန်တော်တို့ ကစားသမားဖြစ်အမှတ်တမ်းဝင်သွားခဲ့ပြီလို့ပြောလို့ရတယ်မှာပါတယ်ဒီနေ့ပေါ်သမားတာဒီပြနဲ့အပြောင်းလဲတချို့ကိုစတင်ပြီးလှုပ်လာခဲ့တာတွေ့ရမယ်ဒီနေ့ပေါ်သမားတာကျွန်တော်တို့ချားထဲမှာကန်အမဲ PSG ကိုဒါသူတို့ရဲ့အင်ကူမှာကန်အမဲပွဲစဉ်ရှိတယ်လို့ကြောင့်မလားစီမီကက်စတိုဒါကျွန်တော်ကွင်းလေဘက်မှာကာတစ်ဂျုံတို့ကိုဒါအဓိကပြောင်းလဲသူငယ်တိုက်စစ်မှုနေရာမှာဒါဝင်နီနက်စ်ကိုအဓိကပြောင်းပြီးသုံးခဲ့တာတွေ့ရမယ်ဒီမှာပါပေါ့နော်ဒါပေမဲ့လက်ရှိမှာဒုတိယပိုင်းမှာဒါလီဗာပူးတင်းနဲ့ပွဲဖြတ်ရှင်တယ်ကျွန်တော်အဓိကကစားသမားတော်တော်များကိုပွဲပြန်သုံးခဲ့တယ်ဒါပေမဲ့ဒီနေ့ပေါ်သမားကျွန်တော်အတွက်ကို underrated ဖြစ်တဲ့ကစားသမားတယောက်ကိုပြောပါဆိုတော့ဟာဗီအဲလီယောပဲဟာဗီအဲလီယောဒီနေ့ပေါ်သမားဝင်လာတဲ့ချိန်မှာ channel လူဝင်လာတာတစ်ဆိုင်တော်တော်ကြီးကိုကောင်းမွန်တဲ့ခြေစွမ်းတစ်ခုပြသခဲ့တယ်။ဟာဗီအဲလီယိုဝင်လာတဲ့ချိန်မှာတကယ်လို့ကျွန်တော်တို့အသင်းကတာပေါ့မလို့ဆိုတော့တော်တော်လေးကိုတိုက်စစ်အာသန်တဲ့အသင်းဖြစ်သွားခဲ့တယ်။ဒီနေ့ပုံမှန်ကျွန်တော်တို့ဆိုဘိုဆိုင်ဆိုင်တော့ဒါဟာဗီအဲလီယိုဝင်လာချိန်မှာဒီကွင်းလယ်ပိုင်းတော်တော်လေးကိုဒါမြောက်တက်သွားခဲ့တယ်။ကာတက်စ်ဂျွန်ကိုမက်ကဒီနေ့ပုံမှန်ကအဓိကတော့နီးပြရဲ့လူစားလဲမှုတော်တော်လေးကိုမှန်ကန်ခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်။လီဗာပူးသင်းကအာရီစလော့နေတာကျွန်တော်တက်စ်လိုက်ပေးတာမှမရှိခဲ့ပေမဲ့သူ့အနေနဲ့သူ့လုပ်ကိုသူတေးသေးရှာလုပ်ခဲ့လို့ပြောလို့ရတယ်။သူလဲသွားခဲ့တဲ့လူတွေကဒီနေ့ပုံမှန်မှာတိုက်စစ်ကိုတော်တော်လေးကိုအာသန်စေခဲ့တယ်လို့ပြောလို့ရမယ် တော့ပါတယ်။တပတ်လူတွေကြည့်တော့လီဗာပူးတင်းနေပေါ်ဆုံးပန်တီနဲ့နိုင်နေဆိုတဲ့စကားလုံးတွေကိုသုံးမှမှန်ပေမဲ့တကယ်တမ်းပြောရမယ်ဆိုလီဗာပူးတင်းနေပေါ်ဆုံးမှာခြေစွမ်းရနိုင်တဲ့တယ်မှာပါတယ်။ဒါပေမဲ့စောက်တန်ပွဲတွေကိုအခုလက်ရှိကျွန်တော်နောက်ပွဲပွဲစဉ်ကြည့်တဲ့ပွဲမှာဒီပွဲစဉ်ကစောက်တန်အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့တော့ပြောလို့ရတယ်။ကျွန်တော်စောက်တန်ပွဲကျွန်တော်တို့အတင်းနဲ့တွေ့ရဟိုအတင်းနဲ့တွေ့ရဒီအတင်းနဲ့တွေ့ရထောက်လျှောက်အတင်းကြည့်နေတွေ့တဲ့အချိန်မှာဒါကျွန်တော်စောက်တန်ပွဲကိုကြည့်ဖြစ်ခဲ့တယ်။စောက်တန်နဲ့အမြဲတမ်းပိုတီပေါ်ပြအမြဲတမ်းစွန့်နေတဲ့အတင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါစောက်တန်အကောင်းဆုံးပွဲတစ်ပွဲလို့တော့ကျွန်တော်နေပြောလို့ရတယ်။နောက်တန်းကနေရှေ့တန်းကို transition မမှန်လောက်တလူလက်ရှိမှာဒါကျွန်တော် RAM ဈေးတစ်ယောက်ကလည်းဒါကျွန်တော်တို့အကောင်းဆုံးဒါကျွန်တော်တို့အဲချီဟိုလက်စွဲနေတယ်လောက်ခဲ့အဲ့တော့ဒီနေ့ပွဲစဉ်ကကျွန်တော်ရဲ့ personal မြန်မာ Saturday အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့ပြောခဲ့တယ် Saturday ဒီနေ့ပွဲစဉ်မှာတာဝန်ကိုခြေပြုံးစားဖတ်ဆောင်ခဲ့ခဲ့တယ်ဒါပေမဲ့တကယ်တမ်းနင်းလားငါလားဟေး movement ဒီမှာဒါ individual scale တွေမှာတော့အများကြီးအများကြီး Liverpool တင်ကိုမရှင်နိုင်ခဲ့ဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Liverpool တင်နေတာမထင်မှတ်ပဲပေးကိုပေးလိုက်က wake up call တစ်ခုနင်းမြင်နေဒါပေမဲ့လက်ရှိမှာကျွန်တော်ပြောနေခဲ့တဲ့အကြောင်းအရာတစ်ခုက Liverpool တင်နေအခုလက်ရှိမှာ Premier League ဖလားကိုတော့လက်တစ်ဖက်တင်မို့လက်နှစ်ဖက်လုံးလုံးတင်ထားလို့ရပြီဆိုတဲ့အနေအထားတစ်ခုရောက် ွားခဲ့ပြီး16မှတ်ကွာသွားပြီးတစ်ဖက်ကတော့ကျွန်တော်လက်ရှိမှာအာဆနယ်အသင်းအနေနဲ့ဒါပွဲချက်တပွဲဖြစ်တဲ့ Old Trafford မှာသွားပြီးရင်ဆိုင်မှာဖြစ်တဲ့ကြောင့်မို့လာမဲ့ပွဲစဉ်မှာဒါ အာဆိုသင်အနေငယ်ခြေချော်ခဲ့မယ်ဆိုရင်တော့ပရီးမီးယားလိဖလားကတော့လစ်ဗာပူးအတွက်ဖြစ်လာတော့မှာပဲလို့ကျွန်တော်အနေနဲ့ဆိုလို့ရမယ်တဲ့ဒီကိုသွားခဲ့ရတော့လက်ရှိမှာဒီနှစ်မှာတော့အာရင်းဆိုရပထမဆုံးယာတီမိုင်ဒီလောက်ထိလုတ်ပြနိုင်ခဲ့တာကတော့အင်မတန်မှချီးကျူးဖို့ကောင်းတယ်လို့ပထမဆုံးနေပြောပြစေဒါပေမဲ့လက်ရှိမှာတချို့လူတွေကအခုချိန်ဒီမှာဒါပေမဲ့ဒီနှစ်ပေါ်မှာမှန်တိုင်းပြောလစ်ဗာပူးရဲ့ခြေစွမ်းကကျွန်တော်ဒီနှစ်ပေါ်ကျွန်တော်ကလည်းအားမရဘူးဒါအခုနောက်ပဲဒါအားမရဘူးနဲ့ဒီနှစ်ပေါ်မှာကျွန်တော်တော့သားရရှိရတယ်ဒါပေမဲ့ဒီနှစ်ပေါ်မှာနိုင်တော့နိုင်ခဲ့တယ်၁၆ပဲဖြတ်နိုင်ခဲ့တယ်ဒါဟာအရေးကြီးတယ်လို့ပဲကျွန်တော်အနေနဲ့ဆိုရမယ်ဒီမှာပေါ့ဒါပေမဲ့ခြေစွမ်းပိုင်းကိုဒီနှစ်ပေါ်မှာအားရလာဆိုကျွန်တော်အနေနဲ့ လုံးဝလုံးဝအားမရဘူးလို့မြင်တယ်။ဒီခြေစွမ်းတဲ့လက်ရှိမှာလီဗာပူးတင်းနေတဲ့ဒါ PSG ကိုသွားဆော်လို့မရဘူးလို့ကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောပြစီ။ PSG ကိုလက်ရှိမှာလီဗာပူးတင်းတဲ့တကိုးဆိုတဲ့ရလက်ကိုဒါကြောင့်ကင်ထားတာမှန်ပေမဲ့ဒီလိုခြေစွမ်းမျိုးပုံစံမျိုးဒီလိုကဘက်တိကဘက်ချော်လာကျွန်တော်ပြောမှဆိုရင်တော့ချမ်းလက်ရှိမှာဒီနေ့ပုံစံမှာနိုင်ငံနိုင်သွားတဲ့လီဗာပူးတင်းကချမ်ပီယံခြေစွမ်းကိုကျွန်တော်အနေနဲ့မတွေ့လိုက်ရဘူးလို့ကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောချင်တယ်။ဒီလိုခြေစွမ်းမျိုးကို PSG ရဲ့ PSG အနေနဲ့အိမ်လာမယ်ဆိုဒီလိုမျိုးခြေစွမ်းမျိုးလုံးဝမလုပ်သင့်ဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်မှာပါ။ဒါပေမဲ့ at least တော့လီဗာပူးတင်းရဲ့ဒီပွဲစဉ်က wake up call တစ်ခုဖြစ်သွားခဲ့လို့ကျွန်တော်နည်းရဲရဲကြီးဆိုလို့ရတယ်မှာပါဒါပေမဲ့ဒီပေါ်မှာဆော်ဒါနာတင်ကလေဘဘူးတင်ကိုအကောင်းဆုံးစာမေးပွဲဆက်သွားခဲ့တယ်မင်းတို့အနေနဲ့ Premier League ဖြစ်တဲ့ Premier League တိုက်တဲ့ Challenger ဖြစ်တဲ့လား Premier League တိုက်တဲ့ Champion ဖြစ်တဲ့လားဆက်လက်ပြီးစာမေးပွဲဆက်သွားခဲ့တယ်ဒါပေမဲ့ဒီနေ့ပေါ်မှာလေဘဘူးတင်ဘက်ကပြန်ကြည့်မယ်ဆိုတော့တတိယမြောက် penalty ကတော့ဒါကျွန်တော်တို့ခုနပေါ်သူပဲ Louis Donnarumma ညင်းလိမ့်မယ်ဒါပေမဲ့ United ပြည်သက်တွေနေတာကျွန်တော်ရှေ့အပတ်ကဒါပေးလိုက်ရတဲ့ဒါကျွန်တော်တို့အဘူနိုဖာနန်ဒက်ရီယက်ဆိုစီနဲ့ပွဲစမှာပေးလိုက်ရတဲ့ပနတီနဲ့တော်တော်လေးကိုဆင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်အဲဒါလည်းရှိမှာဒါခုနကပြောသူပဲဟိုအမှန်တမ်းပြောလက်ထိဒါဆိုတော့နောက်လက်ကပြောမှာဆိုဒီဘောလုံးရဲ့တွားတဲ့လမ်းကြောင်းကိုတွားနှောက်ရှက်လို့ဖြစ်သွားတဲ့ကြောင့်ပနတီပေးတယ်လို့တော့ဒါလက်ရှိမှာ VAR အုပ်စုကဆိုထားတယ်အဲ့တော့ပူးမလင်းပြောမှာလက်ရှိမှာလီဗာပူးတင်းရဲ့ဒီနေ့ပွဲစဉ်ရဲ့ခြေစွမ်းကိုကျွန်တော်အမှန်တမ်းပြောလုံးဝလုံးဝအားမရဒါပေမဲ့ အဂလီဝင်တွေကတခုဖြစ်တယ်ဒါခုနကပုံပဲ PSG နဲ့ပွဲစဉ်မှာဟိုလီဗာပူးသစ်ကတ်တိုင်သွားတယ်ပတ်သက်ဘတ်ဘာညာလောက်တာလက်ခံပေါ့ PSG တအားကောင်းလက်ရှိမှာစောက်တန်းလို့အသေးမြုပ်ကိုလီဗာပူးဒီချီဆွဲလို့တော်ကျွန်တော်နေနေလုံးဝအားမရတယ်ပဲနိုင်တဲ့ပွဲစဉ်ကိုနိုင်သွားခဲ့လက်ရှိမှာစတစ်ကအသင်းဖြစ်တဲ့ Arsenal အသင်းကတော့လက်ရှိမှာနှစ်ပွဲပိုကံပြီးတော့16မှတ်တီတီလီဗာပူးအသင်းဖြတ်ထားခဲ့ပြီးတော့ Premier League ရဲ့ဒါကျွန်တော် Super League ကိုစွတ်ကူးဖို့အတွက် တတော်တတော်ကြီးကိုနီးစပ်နေခဲ့ပြီလို့ပဲပြောပြစေအဲ့တော့လက်ရှိမှာမကြခင်မှာလီဗာပူးတင်းကို congratulation လုပ်ရတော့ပါလားဒါကိုတော့ချက်တော့ဆောင်ကြည့်ရမယ်လို့မှပါပါတယ်ဒါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တဲ့ TV4 ရတဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကျွန်တော်အားပေးလို့ရပါတယ်မြန်မာ့လက်ကလပ်ဖို့အမေးကြပါနဲ့ဗျမြန်မာ clip မှာအများနာဖြစ်ပါတယ်အခုကျွန်တော်ကြည့်နေတာကတော့ Mohammed Salah က Premier League ရဲ့ကျွန်တော်ဒါဂိုးသွင်းအများဆုံးနံပါတ်6နေရာရောက်ခဲ့ပြီဖြစ်ပါတယ်လက်ရှိမှာနံပါတ်9နေရာက Sergio Aguero နဲ့လက်ရှိမှာ ဂိုးအရေးအတွက်တူသွားခဲ့ဖြစ်ပြီးတော့အခုလီဗာပူးအသင်းရဲ့မိုဟာမက်ဆာလာဒါတကူတော့ပိုသွင်းခဲ့မယ်ဆိုရင်တော့ဒါဆာဂျီယိုဂရီရိုကိုကျော်ပြီးတော့ပရီးမီးယားလီဂ်တမိုက်တစ်လျှောက်ကိုပြားဆုံးတွေ့တဲ့နံပါတ်9နဲ့ရောရှိလာမှာဖြစ်ပါတယ်။အဂွေရိုက184ကိုအခုလက်ရှိမှာမိုဆာလာ184ကိုပါ။ဒါပေမဲ့မိုဆာလာတကူတော့ထပ်သွင်းရုံနဲ့တင်းဒါကျွန်တော်တို့အဂွေရိုကိုကြော်ပြီးတော့ပရီးမီးယားလီဂ် all time top scorer နဲ့မှာနံပါတ်9နေရာမှာရက်တီတော့မှာဖြစ်ပါတယ်။အဲ့တော့မိုဆာလာတို့လည်း congratulation ပြောချင်ပါတယ်။မိုဆာလာနဲ့လက်ရှိမှာဒါကျွန်တော်တို့ဇာဘဒူးကျွန်တော်တို့ sorry အာလီဗာပူးအသင်းတို့ကဒါတတိယမြောက်တာကျွန်တော်တို့အာဂိုးမြောက်သွင်းတဲ့လူဖြစ်လာခဲ့တယ်။ပရီးမီးယားလိမှာနံပါတ်5နေရာမှာရောက်သွားခဲ့တယ်။ Congratulations ပါမူဆာလာရဲ့ဒီလောက်ပါပဲ။ဒါပေမဲ့ပါချီတော့ချီချူးဘူးကောနော်။ဒါလောက်ထိဒါကျွန်တော်ဟိုဟိုဥပုံဆောင်တယ်။ဒါလောက်ထိဆွန်နေတဲ့ကစားသမားတွေနဲ့အင်မတန်မှချီချူးဘူးကော။တခါကြရင်ပြခုနကပြောသူပဲမူဆာလောက်ကစားသမားမျိုးချီမချူးပဲ။ဒီနေ့ပုံမှာဟိုတူတာပေါ့အရန်ကြီးချီဆွဲရမှာကော။ဒါပေမဲ့ မိနစ်60ကျမှသူ overlap ram တစ်ခုလောက်သွားကျွန်တော်နေတဲ့ဒီဟာကဒီလူတယောက်ကအခုချိန်မှာအစာမစားရေမတော့ပဲနေထားတဲ့လူတယောက်ဆိုတာအင်မတန်မှချီးကျူးဖို့ကောင်းတယ်တကယ်တကယ်တကယ်ဘာသာရေးနေရာမှာလည်းချီးကျူးဖို့ကောင်းလို့လက်ရှိမှာလူတယောက်အနေနဲ့လည်းချီးကျူးဖို့ကောင်းတယ်တကယ်လေးစားဖို့ကောင်းတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကိုပြပါအောင်ဘောလုံးပွဲတွေကိုအစီအစဉ်နဲ့ဆိုရင်တော့ youth sport media 3.0 net tv4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကုညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာအမြန်တမ်းဖြစ်ပါတယ်အားလုံးကြိုးတင်ပါတယ်ကောင်းမွန်သောညာချမ်းလေးဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေကျွန်တော်တို့ဒီမနက်ဖြန်မှာ AC တူကြရပါတော့ 提方完